အလုံးမင်းငါပါရှင် VOC သတင်းဌာနကနေပြန်လည်ကြိုဆိုပါရစေ။ကျွန်မကတော့အေးတင်စားပါ။ဒီကနေ့အောက်တိုဘာလ28ရက်နေ့ပိုင်းတော့ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးသွားမှာပါ။ယနေ့ရနာဆင်ရမယ့်သတင်းတွေကတော့ချင်းပြည်ဟာခါမျိုးမှာမနေ့ဖြန်အောက်တိုဘာလ29ရက်ကနေ2026ခုနှစ်ဇန်နဝါရီလ31ရက်နေ့ထိညမထွက်ရအမိတ်ကို CTF ဟာခါကထုတ်ပြန်လဲ။ချင်းပြည်နောက်ပိုင်းဒီတိမ်မျိုးအခြေစိုက်ခါလာရ269တရင်ကိုအကြံဖက်စစ်တပ်ကလေကြောင်းကနေ နှရက်ဆက်တိုက်စစ်အင်အားဖြည့်တင်းနေတဲ့တည်တင်း။အကျန်းဖက်စစ်တပ်ရဲ့ရွေးကောက်ပွဲမှာဝင်းရောက်ရှင်ပြိုင်မဲ့ချင်းပြည်ကလွှတ်တော်ကိုယ်စားလှယ်လာမဟုတ်ဦးရဲ့နေအင်ကို CTF တန်းဆိုင်တပ်ဖွဲ့ကချိတ်ပိတ်လိုက်တဲ့တည်တင်းတွင်တဲ့အခြားစစ်ဝင်ဆဆရာနောက်ဆုံးရတည်တင်းတွေတင်ဆက်ပေးဖို့ရှိပါတယ်။ ချီပီဟာကမြို့မှာမနက်ဖြန်အော်တိုဘားလ29ရက်ကနေ2026ခုနှစ်ဇန်နဝါရီလ31ရက်နေ့ထိည9နာရီကနေမနက်9နာရီထိညမထွက်ရအမိန် night curfew ကို city of haka ကထုတ်ပြန်လိုက်ပါတယ်။အကြံဖက်စစ်တပ်ကရွေးကောက်ပွဲအကြောင်းပြပြီးလုံးနိုင်သလိုဟာခါမျိုးပါဝင်ချင်းပြေအနှံ့မှာအေချောင်းပြင်းစစ်အင်အားဖြစ်တင်းနေတဲ့အတွက်အခုလို ညမထွရအမိန့်ကိုထုတ်ပြန်ရတာဖြစ်တယ်လို့ CDF ဟာခါရဲ့ဒီကနေ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ဒီနေ့ထုတ်ပြန်ချက်ကိုမိဘပြည်သူတွေအနေနဲ့စိတ်ရှည်သတိရှိစွာပူပေါင်းပောင်းဝင်ပေးကြဖို့နဲ့အမိန့်လိုက်တာရန်ပြောက်ွက်သူတွေကိုဖြည့်ရောက်စွာအရေးယူမှာဖြစ်တယ်လို့ပိခတ်တက်ခိုက်ခံရပါကတာဝန်ယူဖြည့်ရှင်းမှာမဟုတ်ဘူးလို့လည်း CDF ဟာခါကဆိုပါတယ်။ ။အကြံဖက်စစ်တပ်ဟာသူတို့ချင်းပါမဲ့ရွေးကောက်ပွဲကြီးလာတာနဲ့မျှချင်းပြည်မာလေးကြောင့်တိုက်ခိုက်မှုတွေပိုလုံလာတယ်လို့ဒီရက်ပိုင်းတွင်မှာဒီတိန်နဲ့ဟာခါမျိုးမှာဒီကြောင့်ဖြင့်စစ်အင်အားဖြည့်တင်တဲ့အပြင်နေပြင်းလေကြောင့်ကနေလည်းချင်းပြည်မြောက်ပိုင်းစီးရင်ဒေတာကိုစစ်ကြောင်းထိုးလာတယ်လို့သိရပါတယ်။ချင်းပြည်မြောက်ပိုင်းဒေသမျိုးအခြေစိုက်ခလာရ969တရင်ကိုအကြံဖက်စစ်တပ်ကလေးချောင်းဖြင့်နှစ်ရက်ဆက်တိုက်စစ်အင်အားဖြည့်တင်ခဲ့တယ်လို့သိရပါတယ် အကြမ်းဖက်စစ်တပ်ဟာအော်တိုဘားလ26ရက်နဲ့28ရက်နေ့ကကလေးမျိုးကနေစစ်ရဟရင်ဖြင့်စစ်သားနဲ့လက်နက်ခဲယမ်းတွေဈေးကျင်းခန့်ပို့ဆောင်ခဲ့တယ်လို့ဒီတိန်မျိုးခန့်တူကပြောပါတယ်။ဒီတိန်မျိုးဟာအကြမ်းဖက်စစ်တပ်ကဂျင်းပါမဲ့ရွေးကောက်ပွဲအပိုင်းအကေခတ်သူတို့ကပြောပါတယ် တပ်ပြင်းဒီဒိမ်မျိုးနဲ့ကလျက်ရှိနေတဲ့ချင်းလန်းကောင်းစီတပ်ဖွဲ့ဝင်တွေထင်ချုံထားတဲ့တွန်းစာမျိုးဖက်ကိုချူစစ်စင်ဖို့လည်းဖြစ်နိုင်တယ်လို့ဆိုပါတယ်။ဒီဒိမ်မျိုးကိုလေကြောင်းဖြင့်ဆင်အားဖြစ်တင်နေတဲ့တချိန်လေးမှာပဲအကြံဖက်စစ်တပ်ဟာကလေးမျိုးကနေရေပြင်စစ်ကြောင်းဖြင့်ဒီဒိမ်မျိုးနေစီရင်ဒေတာကိုအော်တိုဘာလ29ရက်နေ့မှာစစ်ကြောင်းထိုးလာနေတယ်လို့ CDF CDM စီရင်ကအရေးပေါ်ကြေညာချက်ထုတ်ပြန်ထားပါတယ်။ အကျံဖက်စစ်တိုက်ရဲရွေးကောက်ပွဲမှာဝင်ရောက်ရှင်ပြိုင်မဲ့ထွတ်တော်ကိုစလင်2ဦးရဲ့နေအိမ်ကို CDF တန်းဆောင်တပ်ဖွဲ့ကထိပ်ပယ်လိုက်တယ်လို့သိရပါဗျ။ပြည်တော်စုကြံခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီကိုယ်စားလှယ်လောင်ပူးချင်တုံမောင်ရဲ့ဇုံမီအမျိုးသားပါတီလွှတ်တော်ကိုယ်စားလှယ်လောင်ပူးနောင်ခန်ဆမ်တို့တုံးဆန်မျိုးကနေအိမ်တို့ကိုအောက်တိုဘာလ25ရက်နေ့မှာ CDF တုံးဆန်ကချေပေးလိုက်တာဖြစ်ပါတယ်။ပူးချင်တုံမောင်နဲ့ ဘူနန်ခမ်ဇန်တို့ဟာလာမယ့်ဒီဇင်ဘာလ28ရက်နေ့ရွေးကောက်ပွဲမှာချင်းပြည်နယ်မျိုးသားလူတို့အချို့ကျကိုယ်စားလှယ်ပြုစနစ်မေဆာနာနယ်မြေမှာဝင်ရောက်ရှင်ပြန်ကြမှာဖြစ်ပါတယ်သူတို့နော်ဦးဟာတွန်းစာမျိုးပေါ်မှာနေထိုင်ခြင်းမရှိကြတော့ပေမဲ့အကျံဖက်စစ်တပ်နဲ့ပူးပေါင်းပြီးရွေးကောက်ပွဲဝင်ရောက်ရှင်ပြိုင်ကြမှာဖြစ်တဲ့အတွက်တွန်းစာမျိုးပေါ်မှာရှိတဲ့သူတို့နေအိမ်တွေကို CDF တွန်းစာကချေပေးလိုက်တာဖြစ်ပါတယ်။အကျံဖက်စစ်တပ်ရဲ့အထူးရောင်ရွေးကောက်ပွဲမှာချင်းပြည်ကနေ ချင်းပြည်သက်ကွန်ကရက်ပါတီကဇုံမီမျိုးသားပါတီခူမီမျိုးသားပါတီပြည်တော်စွတ်ချခိုင်ရင်နဲ့ဖွံ့ဖြိုးရေးပါတီပြည်သူ့ရှေ့ဆောင်ပါတီတို့ကဝင်ရောက်ရှင်ပြန်ကြမှာဖြစ်ပြီးထွတ်တော်ကိုယ်စားလှယ်83ဦးရှိတယ်လို့သိရပါတယ်။တွန်းစာမျိုးဟာချင်းနဲ့ကောင်စီဖွဲ့ဝင်စီရီယာတွန်းစာအခင်းအဒေတာကပြီးတာနာသားကိုလည်းမြန်လာတုန်းကချီးစပီးလာကဝေးတပိလာတီရဖြစ်ပါတယ်။ CDF မြင့်တက်ထင်ထောက်ထားတဲ့ ချင်းပြည်တောင်ပိုင်းမီတမျိုးပေါ်တနင်္လာကိုအကြံဖက်စစ်တပ်ကမနေ့ရပိုင်းကထပ်မံပုံကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။မနေ့အော်တိုဘာလ29ရက်နေ့9:52မိနစ်မှာနီပြည်တော်အီလာလီတပ်ကနေတက်လာတဲ့ Jet Fighter တစ်စီးကညမျိုးကိုပုံတိုက်တိုက်ခိုက်ခဲ့တယ်လို့မိတ္တန်တို့ကပြောပါတယ်။ဒီကြောင့်တကယ်မို့ကြောင့်အလက်တန်းချိခံမနေ့ရှိခဲ့ပြီးအဆောက်အုံတချို့လည်းပျက်စီးခဲ့တယ်လို့သိရပါတယ်။အော်တိုဘာလ26ရက် တနင်္ဂနွေနေ့မိုးလေးပိုင်းကလည်းမင်းတပ်မျိုးပေါ်ကရေးစခန်းဟောင်းတနေရာကို အကြံဖက်စစ်တပ်ကပုံကျိခဲ့ပြီးလူထိခိုက်မှုမရှိပေမဲ့အဆောက်အုံတချို့ပျက်စီးခဲ့တယ်လို့သိရပါတယ်။ချင်းပြည်မှာရခိုးရပိုင်းအတွင်းလေကြောင်းတိုက်ခိုက်မှု တွေကိုအကြံဖက်စစ်တပ်ကဆက်တိုက်ပြုလုပ်သွားနေပြီးဂျီသူတွေတတိနဲ့နေထိုင်ကြဖို့ဒေါ်လာရေးတပ်ဖွဲ့တွေကတတိပေးထားပါတယ်။ ချင်းတော်ဟာရဲ့တပ်တွေတင်ပိုက်ထိန်းချုပ်ထားတဲ့ရီခွတ်တော်မြို့ပေါ်နဲ့ချင်းမျိုးသားတအူ CNFCN နဲ့ဌာနချုပ်အနီးဝန်ချင်းကိုလည်းမနေ့ကအကြံဖက်စစ်တပ်ရဲ့ကင်းထောက်လေရင်တစီပြန်တမ်းမှုရှိခဲ့တယ်လို့သိရပါတယ်။ချင်းပြည်ဟာကမြို့ရှိဆိုင်အကြံဖက်စစ်ပလောက်ကန်ထတာတအူဟာလက်နက်ခရရန်တွေနဲ့တူမနေ့ကအလင်းဝင်လာတယ်လို့ Tantan Revolution Force SRF တပ်ဖွဲ့ကထုတ်ပြန်ပါတယ်။အဲ့တတဟာ MA1 တန်တဲ့ချက် ဂျီဘာပုဂ္ဂိုလ်နဲ့ဂျစ်စ်အနေငယ်ယူထားပြီးဂျက်လစီတာကိုတော့ဖိုင်ကဒီငူလူတူပတ်တော့ဥပန်းပါဝင်လာတာဖြစ်တယ်လို့ဆိုပါတယ်။ချင်းခါကွေးတပ်ဖွဲ့ SRF အနေနဲ့အလင်းဝင်လာတဲ့တပ်သားကိုငွေသားနဲ့အခြားသောအဖို့တံပစ္စည်းတွေကိုလည်းချေမြင့်ခဲ့တယ်လို့ဆိုပါတယ်။အကြံဖက်စစ်တပ်အောင်ကတာဝန်ထမ်းဆောင်နေစေဖြစ်တဲ့ကြံရှိနေသေးတဲ့တပ်သားတွေကိုလည်းအငြင်းန်းကြိုးဆိုကြောင်း Central Revolution Force SRF ကပြန်ထုတ်ပြန်ပါတယ်။ ဘူဘာမဆန်ငါရနေကလည်းဟာခါရီဝါအချင်းပစစ်တန်လက်အောက်ခံအခန်း28နှစ်အရွယ်တတဇွေထက်အောင်ဟာ MA11 တန်တတလက်ကြီးပေါက်၃ခုနဲ့ကြီး150တိုးနဲ့ CTF ဟာခါထံအနေဝင်ခဲ့ပါတယ်ချင်းတောင်ခေကလေးမျိုးနဲ့တောင်ပိုင်းလေးတော့ကိုစစ်ထောင်းထိုးနေတဲ့အကြမ်းဖက်စစ်တပ်ဟာဒီကလေးမှာ top 10ရောက်ကိုဝင်ရပြီးနေအိမ်တွေမြှုပ်နေတယ်လို့သိရပါဗျ ရင်အားတက်ရဝန်ကျင်ခန့်ရှိတဲ့အကြံဖက်စစ်တပ်ဟာမနေ့အောက်တိုဘာလ29ရက်နေ့ကမြို့ပညာတက္ကသိုလ် GTC ကနေထွက်ခွာလာပြီးကျွန်းချောင်းကျေးရွာကိုမြှို့ခဲ့ပြီးနောက်တာယာကုန်းကျေးရွာမှာရအိတ်ခဲ့တယ်လို့သိရပါတယ်။ဒီကနေ့အောက်တိုဘာလ28ရက်နေ့မှာတော့တာယာကုန်းကျေးရွာကနေဆက်လက်ထွက်ခွာပြီးထောက်ချန်ကျေးရွာထဲကိုမနေ့ပိုင်း7နာရီခွဲမှာဝင်ရောက်ပြီးနောက်ရအိတ်တချို့ကိုမြှို့ဖြက်စီးခဲ့တယ်လို့ အဲ့ဖက်ကစီရင်ခြေနေကိုစောင့်ကြည့်နေတဲ့ရောအလင်းတန်းကဖော်ပြပါဗျ။အကြံဖက်စတာဟာကလေးမျိုးနယ်တောင်ပိုင်းဒေသကလေးကန်ကို လမ်းမတစ်လျှောက်ကိုပြန်လည်ထင်းချုပ်ဖို့စစ်အင်အားတွေဖြည့်တင်ပြီးချိုးစစ်ဆင်နေတာဖြစ်ပါတယ်။အကြံဖက်စတာစစ်ကြောင်းကြောင့်ထိုးမသားရကုန်း၆ကြံကျွန်းချောင်းကျေးရွာတို့အပါဝင်အနည်းဆုံးရွာပေါင်း၅ရွာကနေပြည်သူထောင်ချီစစ်ပီတိတ်ဆောင်လေးတရားရပါတယ်။ အကျံကစစ်တက်စင်ပါရေရမုံပင်အတွေ့တော့ကိုကိန်းတော့ဒီရေကာလကိုအောက်တိုဘာလ28ရက်နေ့ကနေဒီဇင်ဘာလ31ရက်နေ့ထိတက်မှတ်လိုက်တယ်လို့အထွေထွေတပိတ်ပေါင်းဆက်နှိနှာရေးအင်အားစု GSCB ကကြေညာလိုက်ပါတယ်။တက်အနာတင်းချင်းကနေယနေ့ထိအကျံမှုနဲ့အကျင့်ပြက်ချဆောင်မှုအမျိုးမျိုးကြောင့်နိုင်ငံရဲ့ကြီးမြတ်တွေကိုပြန်စစ်ချောစီခဲ့ရလအနေနဲ့လူဦးရေဆန်းတန်းကျော်ဟာငမမှုတွေထုတ်ကြရတယ်လို့ S ေဖို့ပြန်ကြဖို့ပြတာပါအဘိညာနာတေသပ္ပံမစ္စဘစက္ကရာနေစီပံကိုရနေဘလော့ချုံမှုတွေပြည့်နေတဲ့တိုင်းပြည်တော်သူပါတယ်ဒွန်းမတင်နေမှာအနန္တေတပ္ပလမေရပပေဟာတန်တိကိုချက်ပြီးနမစင်နေအတူရောင်လေးောက်ပွေးဖြစ်သလိုအတန်ဖက်ပွေးပပေခန်းချောက်ဖြစ်တဲ့လိုတပစ်ပေအောင်စတန်နိုင်ရအားဆိုတော့ထုတ်ပြန်ပါတယ် အတူတူဒီစုစုရတဲ့အမဝင် အတူအရာရွေးကောက်ပွဲကြီးကိုဒီအကြေကြေးတော့ဟာစဉ်းစားဖို့ရတယ်မြန်မာနိုင်ငံမှာအကြံဖက်စစ်တပ်ကကျင်းပမယ်လို့ပြောနေတဲ့ရွေးကောက်ပွဲဟာပြည်နေညှတာမှုရှိမယ်လို့ယုံကြည်မရှိတော့ဘူးလို့ကုလသမဂ္ဂထွေထွေတွင်မှုချုပ်အန်တိုနီယိုဂူဒါရက်စ်ကပြောပါတယ် မလေးရှားနိုင်ငံကွာလာလွန်ပူမြို့မှာအော်တိုဘာလ29ရက်နေ့ကပြုလုပ်တဲ့အာဆီယံကုလသမဂ္ဂဆွေးနွေးပွဲအပြီးတရင်ထောက်တွင်နဲ့တွေ့ဆုံချိန်မှာသူကအခုလိုပြောလိုက်တာဖြစ်ပါတယ်ဒါပြင်ဒီရွေးကောက်ပွဲဟာမြန်မာနိုင်ငံရဲ့ပြည်ထနာအတွက်ဖြည့်ရှင်းနိုင်မဲ့အဖြစ်ကိုဥတီမဲလို့လဲမယူဆတဲ့အကြောင်းသူကပြောပါရတယ် လက်တလုံးမြမအတွက်လိုအပ်နေတာဟာလူသားချင်းစာနာမှုအကူအညီတွေတိုးမြှင့်ပေးရဖြစ်ပြီးတစ်ချိန်တည်းမှာပဲအယက်တာအုပ်ချုပ်မှုကိုဥတီမဲ့နိုင်ငံရေးလုပ်ငန်းစဉ်တွေအစဉ်အဆက်ကိုလည်းလုပ်ဖို့လိုအပ်တယ်လို့သူကဆိုပါတယ်။မြန်မာနဲ့နိုင်ငံမှာအကြံဖတ်မှုတွေချက်ချင်းရတန်းဖို့အဆုံပါဝင်တဲ့ရွှေနေပွဲကိုစိတ်ဆန္ဒရှိရှိပို့ဆောင်ဖို့နဲ့အကြောင်းမဲ့ထိမ့်သိမ်းထားသူတွေကိုပြန်လွှတ်ပေးရကနေစတင်မဲ့အယက်တာအုပ်ချုပ်မှုလမ်းကြောင်းပေါ်ပြန်ရောက်ဖို့ကိုလည်းကုလသမဂ္ဂအတွင်းမှချုပ်ကတိုက်တွန်းထားပါတယ်။ ဒီ ocity တရင်ထန်လာရန်နောက်ဆုံးရရှိထားတဲ့တရင်တွေကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်